င်္ဂလာပါရှင်။ Share Go Media ကကြိုဆိုပါတယ်။2025-2026ပြည်ညာတင်တဲ့အတွက်ရှမ်းပြည်နယ်အတွင်းရှိမူလတန်းအလဲတန်းနဲ့အထက်တန်းကျောင်းများကိုဂျွန်လမှာပြန်လည်ဖွင့်လှစ်မယ်လို့သိရပါတယ်။မေလ20ရက်နေ့ကနေအနေစပြီးရှမ်းပြည်နယ်အတွင်းရှိအစိုးရကျောင်းများမှာကျောင်းအပ်လက်ခံပေးသွားမှာဖြစ်ပါတယ်။ Share Go Media အနေနဲ့ရှမ်းပြည်နယ်ပြည်ညာရေးဌာနမှာတာဝန်ရှိသူတို့အားတွိတ်ဆုံမေးမြန်းကပြည်သူတွေအနေနဲ့တည်ထင်တည်ထိုက်တည်အချက်လက်များကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်ဆရာမကြီး ျမ်းရေးကော်မတီရာဇဝဆိုပါတယ်။ဟုတ်ကဲ့ပါ။အရင်ဆုံးကျမတို့ကိုဆရာမကြီးရဲ့နာမည်ရဲ့ရာထူးရဲ့ဌာနလေးရဲ့နဲ့မိတ်ဆက်ပေးပါအောင်ရှင်။ဟိုကျမကဒွန်ရမင်းစုဖြစ်ပါတယ်။ဒီရှမ်းပြည်နယ်တောင်ပိုင်းပြည်နယ်ပညာမှုယုံကညွန်ကြားမှုစီမံဘဏ္ဍာတောင်ဝန်ထမ်းဆောင်နေပါတယ်ရှင်။ကျောင်းရချင်းကိုမေလ22ရက်နေ့မှာစတင်မယ်လို့သိရှိရပါတယ်ရှင်။ကျောင်းရချင်းအတွက်ဘလို့စာရွက်စာတမ်းတွေဘလို့အချက်လက်တွေလိုအပ်လဲပြောပြပေးပါအောင်ရှင်။ ဟုတ်ကဲ့ပါကျောင်းနိုင်သတင်းပတ်ကမေလ22ရက်ကနေပြီးတော့မှဂျွန်လ10ရက်နေ့ထိတက်မှတ်ပြီးတော့မှကျောင်းအလက်ခံမှာဖြစ်ပါတယ်ရှင်တော့ကျောင်းလာအမယ်ကျောင်းသားတွေထဲမှာနှစ်မျိုးတော့ရှိတာပေါ့နော်ဒီအခုမှ KG ကိုအနံမဲ့ကျောင်းသားရဲ့အခုမှ Grade 1ကိုအနံမဲ့ကျောင်းသားရဲ့နောက်အခြားကျောင်းကပေါ့နော်ဒီကျောင်းကျောင်းလက်မှတ်နဲ့ကျောင်းလာမယ်ကျောင်းသားဆိုပြီးတော့နှစ်မျိုးရှိတာပေါ့เนาะအဲ့တော့ KG အနံမဲ့ကျောင်းသားနဲ့ 9နှစ်ပြည့်လို့ KGN နာမည်ចောင်းသားနဲ့6နှစ်ပြည့်လို့ Grade 1အနာမည်ចောင်းသားចောင်းသူတွေအနေနဲ့သူတို့ရဲ့မွေးစင်းရင်းလက်မှတ်လိုပါတယ်။နောက်အိမ်တော်စုစင်ရင်းလဲလိုပါတယ်။နောက်သူမိဘများရဲ့အမှတ်ပုံတင်နံပါတ်တွေလည်းလိုပါတယ်ရှင်။ဒါတွေနဲ့ယူလာပြီးတော့မှចောင်းအနံလို့ရပါတယ်ရှင်။တခြားចောင်းကနေပြီးတော့မှပြောင်းလာတဲ့တခြားဒေသပြောင်းလာတဲ့ចောင်းသားចောင်းသူတွေအနေနဲ့ဆိုလို့ရှိရင်တော့ចောင်းပြောင်းလက်မှတ်လိုပါမယ်။နောက် CCPR လို့ခေါ်တဲ့ ဗတ်စုံအညာရရှင်မှတ်တမ်းကျုပ်ဆိုတာလေးလိုပါမယ်အဲ့ဒါဒီပါလာမယ်ဆိုရင်တော့ကျောင်းအပ်လို့ရပါပြီရှင်မူလတန်အလေတန်းအထက်တန်းလိုက်ကျောင်းအနန္တမှုတွေမှာကြွားချမှုရှိပါသလားရှင်တမတ်ချက်တွေရှိရဆိုရင်ကျောင်းသားမိဘတွေသိရှိနိုင်အောင်ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမူလတန်အလေတန်းအထက်တန်းအနေနဲ့ကျောင်းအပ်တဲ့အခါမှာအခမဲ့ပညာရေးဖြစ်တဲ့အတွက်အမီဒီခါကျင်းမှာကောက်ခံခြင်းမရှိဘူး၊ကိုဟားခြင်းမရှိပါဘူး။သို့တော်လည်းပဲပညာရေးဝန်ကြီးဌာနအနေပြီးတော့မှ ခမဲ့ထောက်ပံ့တဲ့ပစ္စည်းရှိပါတယ်။အဲ့လကတော့မူလလန်းအလဲလန်းအထက်တန်းပေါ့နော်။ကွာချက်ရှိပါတယ်။မူလလန်းကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုရင်ကျောင်းလာအပ်တဲ့အချိန်မှာပုံနှိပ်စာအုပ်တို့ဗလာစာအုပ်အခမဲ့ရပါမယ်ဗလာစာအုပ်ကတရားစင်အခမဲ့ရပါမယ်နောက်ခဲတံခဲတံလေးကျောင်းလည်းအခမဲ့ရပါမယ်နောက်ကျောင်းဝတ်စုံတစုံအခမဲ့ရပါမယ်နောက် KG ကလေးတွေအတွက်ဆိုလို့ရှိရင်တော့တို့တင်ထောက်ကိုပစ္စည်းလေးတွေအခမဲ့ရပါမယ်ရှင် ။နောက်အလဲတန်းဆက်မှာဆိုလို့ရှိရင်လည်းပုံနှိပ်စာအုပ်အခမဲ့ရပါမယ်။နောက်ဗလာစာအုပ်တရားစဉ်အခမဲ့ရပါမယ်။ဘောဘေနှစ်ချောင်းခဲလန်းနှစ်ချောင်းနဲ့အခမဲ့ရပါမယ်ရှင်။သူတို့မှာတော့ဝတ်စုံမပါတော့ပါဘူးရှင်။နောက်အထက်တန်းဆက်မှာလည်းပဲပုံနှိပ်စာအုပ်အခမဲ့ရပါမယ်။အဲဘလာစာဟုတတာစင်ခမဲ့ရပါမယ်ဘုံဝင်နှစ်ချောင်းခဲနာနှစ်ချောင်းလည်းရပါမယ်အာဟိုအထက်တန်းစင်တွေတော့ဝတ်ဆောင်တော့မပါရှိပါဘူးဖြင့်ဒီပစ္စည်းတွေကိုခမဲ့ရပါမယ်ရှင် ကျောင်းပင်ဖြောင်းရမှာဆရာဆရာမများကျောင်းအများအတွက်ပြင်ဆင်မှုတင် जा မှုစီမံချက်တွေအကြောင်းပြောပြပေးနိုင်မလားရှင်ဟုတ်ကဲ့ပါသူကျောင်းမေလ15ရက်ကနေစပြီးတော့ဒီကျောင်းဖွင့်လှစ်ဖို့နဲ့ဒီကျောင်းအလက်ခံမှုအတွက် စီမံချက်တွေရေးဆွဲပြီးတော့ဆောင်ရွက်ကြတာပေါ့နော်အဲ့တော့အဲ့ဒီစီမံချက်တွေမှာအသေးစိတ်ရေးဆွဲပြီးတဲ့အခါမှာတဲ့အကြောင်းအကျိုးတွေရဲ့ဆရာဆရာမတွေရဲ့အကြောင်းအကျိုးတော်ဆောင်တွေရဲ့ဒါမိဘဆရာတွေအသင်းဝင်တွေကနေပြီးတော့မှကြိုတင်ပြီးတော့အစီအဝေးတွေလုပ်ပြီးတော့စီမံချက်ပါတိုင်းအသေးစိတ်ကြိုပြီးတော့ပြင်ဆင်ကြပါတယ်ပထမဆုံးအနေနဲ့တော့အကြောင်းတန်ရှင်ရေးတွေလုပ်တယ်အဲစာသင်ခန်းစာသင်ကုန်တွေပြင်ဆင်တယ်အကြောင်းအနေနဲ့ဆိုရင်တော့ အတမန်ခွဲဝေတတ်မှတ်တာတွေဒါဘာသာရခွဲဝေတတ်မှတ်တာတွေချင်းစားယူဆဲတာတွေပြုလုပ်ပါတယ်။နောက်ကျောင်းအားလက်ခံမှုအတွေ့ဟိုလက်ခံမှုအတွေ့နဲ့အတန်းလိုက်ပေါ့နော်။ဟိုအခမဲ့ပစ္စည်းတွေတခါတယ်ကျောင်းအပ်တဲ့ချိန်မှာဖြန့်ဝေဖို့အတွက်ပြင်ဆင်ပါတယ်။နောက်ပညာရေးဝန်ကြီးဌာနကနေပြီးတော့မှကျောင်းနှံ့ရေးအတွေ့လှုံ့ဆော်ပေးတဲ့မြေဆိုင်ပိုစတာဒီဖြန့်ဝေထားတာရှိပါတယ်။နောက်မိဘအုတ်ထင်းသူ များတို့မေတ္တာရက်ခံချက်အပိုစတာတွေလည်းပဲအဲနိုင်ငံကပိုစတာတွေလည်းပဲဒါအကျဉ်းချမှာဖြစ်ပါတယ်။နောက်ကျောင်းအကြီးနဲ့ဆရာဆရာမများအရာတန်းအမှုတန်းများတို့ဒါအတိပေးကျင်ညာရက်ဆိုတာနိုင်ငံကပိုစတာတွေလည်းအမှကျင်ညာမှာဖြစ်ပါတယ်။နောက်ဒီ KG ကလေးတွေ9နှစ်ပြည့်တဲ့ခါမှာကျောင်းအနှံဖို့နဲ့6နှစ်ပြည့်တဲ့ကလေးတွေ grade 1အနှံဖို့အတွက်လည်းဒါနိုင်ငံကပိုစတာတွေကတ်ထားမှာဖြစ်ပါတယ်။နောက် ဌာနကနေပြီးတော့မှအခမဲ့ထောက်ပံ့တဲ့ပစ္စည်းတွေကိုလည်းပဲအဲကြီးညာထားမှာဖြစ်ပါတယ်ရှင့်။ကျောင်းအနေနဲ့အတွက်မြေဆိုင်ပိုစတာတွေကိုဘယ်လိုနေရာတွေမှာစိုက်ထူထားပါသလဲရှင့်။ဒီဆိုင်ပေါ်စတာတွေကိုသက်ဆိုင်ရာကျောင်းနေမှာရဲ့နောက်မြို့နယ်ပညာမှုရုံးနေခရိုင်ပညာမှုရုံးနေပြည်နယ်ပညာမှုရုံးနေမှာစိုက်ထူပညာပေးထားမှာဖြစ်ပါလေရှင်။ရခိုင်ပညာတင်းနဲ့ယခုပညာတင်းတွေမှာတင်ကြတဲ့တင်းယွန်းညွန်းတန်းများပြောင်းလဲမှုများရှိပါသလားရှင်။ တင်ယွညွန်းတဲ့ဆောင်းများကိုအခမဲ့ចောင်းသားចောင်းသူများအားပေးပါသလားရှင်။တူချင်းမှာဝယ်ယူရပါသလားအငားချပေးတာမျိုးပြုလုပ်ပေးရပါလားရှင်ပြစီစဉ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။တင်ယွညွန်းတဲ့ပြုပြင်ပြောင်းလဲမှုက2016ကနေစပြီးတော့မှအကောင့်တွေပေါ်ခဲ့ပြီးတော့2023မှာပြုပြင်ပြောင်းလဲမှုဆောင်ရွက် PCP ဖြစ်ပါတယ်။ဒါကြောင့်ဒီစာတင်နေနေတော့တင်ယွညွန်းတဲ့ပြုပြင်ပြောင်းလဲတာမျိုးမရှိတော့ပါဘူး။အဲပုံလေးဆောင်ကတော့ဒီတင်ယွညွန်းတဲ့ဆောင်တွေကတော့အခမဲ့ဖြန့်ဝေတာဖြစ်ပါတယ်ရှင်။အဲဒီစာတင်နေမှာတော့အထက်တန်းစင်းအတွက်ပုံလေးဆောင်လက်ဆင့် ်ကန်တဲ့စနစ်ကိုတော့စပြီးတော့ကျင့်သုံးနေပါပြီရှင်။လက်ဆင့်ကန်တဲ့စနစ်ဆိုတာဘယ်လိုမျိုးလဲရှင်ဆရာမကြီး။ဒီအထက်တန်းဆင်းအကြောင်းသားအကြောင်းသူတွေအနေနဲ့စာတန်နဲ့တခုပြီးမြောက်သွားတဲ့အခါမှာပြီးဆုံးသွားတဲ့အခါမှာသက်ဆိုင်ရာအတန်းမှန်နေမှာမိမိတို့ရဲ့ဒီပုံလေးစာအုပ်တွေကိုအနှံခဲ့ရတာဖြစ်ပါတယ်အနှံဖြစ်ပြီးတော့မှအခုစာတန်နဲ့နောက်တနေ့စာတန်နဲ့စာကြောင်းအောင်လက်ခံတဲ့အခါမှာအဲ့ဒီပုံလေးစာအုပ်တွေကိုဖြန့်ဝေပေးမှဖြစ်ပါတယ် ။ကျောင်းသားအမေ၊ကျောင်းသားတွေရဲ့မိဘတွေအတွက်ကြိုတင်သိရှိနိုင်တဲ့အချက်အလက်များကို online ကနေမေးလို့ရနိုင်မယ့်လင့်လင်းများရှိပါသလားရှင်။ဒါမှမဟုတ်ဖုန်းနံပါတ်များဖွင့်လှစ်ထားရှိပါသလားသိရှိပေးရစီရှင်။ဟုတ်ကဲ့ပါ။ဒီတနိုင်ငံတို့အတိုင်းအတာအနေနဲ့ဒီ MRTV တို့မြဝတီ နော်ဒီသတင်းမီဒီယာနေပြီးတော့အချိန်နဲ့တပြေးညီတိုင်းရထုတ်လို့လည်းရှိပါတယ်မြမလင်းသတင်းစာနဲ့မြောက်ရီသတင်းစာတွေမှာလည်းပဲအဲကျောင်းအနှံ့ရေးနဲ့ပတ်သက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အချိန်နဲ့တပြေးညီထုတ်ပြန်လည်းရှိပါတယ်နောက်သက်ဆိုင်ရာကျောင်းများသက်ဆိုင်ရာမြို့နယ်ပညာမှုယုံနေခရင်ပညာမှုယုံနေပြည်နယ်ပညာမှုယုံနေမှာလည်းပဲဒီကျောင်းအနှံ့ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုအချိန်မရွေးမေးမြန်းစုံစမ်းနိုင်ပါလိမ့်ရှင် ။နောက်ဆုံးအနေနဲ့မိဘများ၊ကျောင်းသားများအားအသိပေးလိုတဲ့သတင်းချက်လက်တွေရှိသေးတယ်ဆိုရင်ပြောပြပေးစီလိုပါတယ်ရှင်။ဟုတ်ကဲ့ပါဒီ2025 26ပညာသင်နှစ်ဒီကျောင်းအနှံ့ရေးစံဖို့ဖြစ်တဲ့ကျောင်းနေရွယ်ကလေးအလုံးစင်စဲမပြတ်ပညာသင်ယူဖို့ကျောင်းအနှံ့ကြပါစို့လို့တိုက်တွန်းလို့ဆုံးလိုပါတယ်ရှင်